ဒီဖ ያ ရပွဲမြာဓမြန်ကြီးဖ ያ တို့ခေါ်ဒီဖ ያ ကိုဒီထောက်ကိုွယ်တဲ့ဘရင်ကနရတူမင်းနရတူမင်းအားဆိုရင်ထိနှန်းလိုချင်လို့ဆိုပြီးတော့သူ့ရဲ့အဖေဖြစ်တဲ့အလောင်းစီတူမင်းကိုနာမကျန်းဖြစ်နေကိုရွှေခွေးဖ ያ ထဲမှာခေါင်းအုံနဲ့ဖိတက်ခဲ့တာသူကအကိုကြတော့မနဲ့ပိုက်မှာထိနှန်းလွှဲပြီးရညသာစားခွဲမှာကြအစိတ်ခက်ပြီးတက်တာ အဲ့လိုဖိနဲ့ကိုသေးပြီးရနောက်ပိုင်းငရဲသူမြန်ဖျင်းဖြစ်သွားဖျင်းဖြစ်ပြီးရနောက်မှာညစဉ်ညာတိုင်းအိမ်မဆူရင်မတားအဲ့အိမ်မဆူရုံမနဲ့ကြပြက်စင်းစားရင်ခေါင်းကိုက်တဲ့ဝေဒနာကိုခံစားလို့ဆိုပြီးတော့သူ့ကိုယ်ကိုယ်တဲ့ဓမယန်တီဆရာတော်ကိုစီသက်လျှောက်တင်တာဓမယန်တီဆရာတော်ကပကံမှာဒုတဲ့အကြီးဆုံးနဲ့အောက်စီလက်ရမှာအကောင်းဆုံးဖျားကိုသုံးနှစ်နဲ့ပြီးတက်ခိုင်းလို့ငရဲသူမြန်ဒီဖျားရုပ်တည်ခဲ့ပဒီနေမှာကြဖျားပြိတ်ထားလေဒီနေမှာခုနလေးမျိုးဆူလုံးမြေဖျားထဲမှာတဆူရှိရပြိတ်ထားခုနဖျားတဆူရပြိတ်လို့မြန်ကောင်းကြီးတော်ပို့လို့ဆူလုံးမြေဖျားဆိုပြီးထားခဲ့ဩမပွင့်ပြိတ်မရဟုတ် တော့အုတ်စီလေးရအကောင်းဆုံးဖျားပြောင်လို့ပယံစီရတဲ့အုတ်နဲ့ချက်စီရကြောင်းကိုအထုလုံမွေးအောင်တက်ခိုင်းတာတကယ်လို့အထုလို့ဝင်တဲတဲ့ပယံစီရကိုလက်ဖြတ်ပြမယ်လို့ပြောနရတူမင်းကိုကလည်းကြမင်းလို့လည်းခေါ်တယ်။ဘာလို့ဆိုအရင်ကကလားနဲ့ဗမာနဲ့နိုင်ငံစစ်တိုက်တောင်နရတူမင်းကစစ်နိုင်တာ။အဲ့မှာကလားပြန်သူ့ရဲ့သမီးတော်ဝတန်ဒီကိုနရတူမင်းစီမှာဆက်တာ။အဲ့ခါမှာကလားမင်းသမီးကနရတူမင်းကိုညီလာကမှာရှက်ခွဲအောင်ဘလို့ရှက်ခွဲတော့ဆိုအဖေကိုတက်တဲ့အကိုတက်တဲ့ရက်ဆက်တဲ့ကျန်းကျုပ်တို့လို့ပြော။အဲ့မှာနရတူမင်းတော့သာထွက်ပြီးကလားမင်းသမီးကိုသူ့စီမှာပါတယ်တန်လျက်နဲ့အညီလာကမှာတက်လိုက်တာ။ ကလာမင်းသမီးရဲ့အဖေကြောက်သွားခါမှာသူ့သမီးကိုတက်လို့ဆိုပြီးနရဲသူ့မျိုးပြန်တဲ့ဖို့ကလာစစ်တီရှီယောက်ကိုဒီပကံပြေပုံနှောင်းအောင်ဆောင်ပြီးလွတ်လိုက်တယ်။အဲ့စစ်တီရှီယောက်ကပုံနှောင်းအောင်ဆောင်ပြီးနရဲသူ့မင်းစီမနေရ။နရဲသူ့မင်းတယောက်တည်းရှိနေတဲ့အချိန်မှာနရဲသူ့မင်းကိုခရုသင်းနေနဲ့ဝမ်းမီထုတ်တက်လိုက်တယ်။နရဲသူ့မင်းကိုကလာတွေကတက်လို့သေးလို့ဆိုပြီးနရဲသူ့ခေါ်ကလက်ကြာမင်းလို့ခေါ်ရတုမြဒီဖီယာကို8163ဝါနေ1165အပြီး3နှစ်နေပြီတရားဒါပေမဲ့နှစ်နှစ်မှာကလာရတက်ခံလိုက်ရအဲ့ဒါဖီယာထီတော်မတင်လိုက်ရ ်အာနာဖေးရမှာဆိုတဲ့အကျွန်းတကားကြီးလေရှင်လေအဲ့လိုတကားမျိုးကြီးလေဒီဖေးရမှာစောက်ခင်လေတကားစောက်ဖို့ဆုံးလောက်ကပဲလောက်ခဲ့ဒီနေရာမှာလည်းဖေးရိုက်တဲ့သူကိုပိတ်ထားတော်ဒါကြောင့်လျောင်းတော့မဖေးရလေတော်ကလာမင်းသမီးအတွက်ရည်စုပြီးတဲထားတော်ကလာမင်းသမီးကိုတက်ပြီလို့ကလာမင်းသမီးတွေရည်စုပြီးလျောင်းတော့မဖေးရောက်တဲထားဟိုဘက်ကကြတော့ဖေးနဲ့အကိုရဆိုပြီးပလင်တစ်ခုကိုဖေးရနေစုအဲဒီဘက်ကြည့်ရင်ကြည့်လိုက်မယ်ပကံမှာဒီဖေးရပဲရှင်မမတိတရားပဲရှိတယ်ဒါကလာမင်းသမီးတွေလည်းတက်ပါတယ် ဒီရဖျားလဲဆိုလဲအဖေနဲ့ကိုယ်တည်းဆိုပြီးတော့ဒါမှတဖျားဆိုဆက်ဆက်ပြီးတော့ဘုန်းတော် ဝါတော်ကြီးကငှက်ပြစ်တောင်းတကူကြီးကရွှေကြီးကိုစူတောင်းပြရာလိုတော်ပြစ်ထီလဲလိုမင်းလဲလိုထီလိုမင်းလိုငါးစုဗုဒ္ဓဓမ္မစကဗျာဒိတ်တော်ဆောင်တန်းကြီးတောင်းစိတ်ကန်းတာယာလောကနန္ဒထုစေတဲ့ပြတ္တိကြီးဖေဟာတော်ဒီနရသူမြဆိုဒီဘက်ကမှမင်းမဖြစ်ခင်တော့နောက်တန်းကြီးတောင်းမှာဆောင်းတယ်တောင်းဆောင်းတဲ့မဟာပါလာဆိုဘလူးဘဝနဲ့ဘက်ကမှမင်းလာဖြစ်တာတော်အဲ့ဘလူးဘဝတော့မြတ်စွာဘုရားတရားထိုင်နေရောနေအောင်ကြီးဥကောင်းတော်ထုလို့အင်ရွတ်တော်ရနဲ့ထီမှုပေးလို့ဘက်ကမှမင်း30လားဖြစ်တယ်ဆလင်ငခွေးမင်းနရသူခေါ်ကလေးကြမင်းနရသည်ဟာဘတိခေါ်တရုတ်ပြင်းမင်းဆိုပြီးတော့ tôi đi studio cái mà, cái mà thế này phải cả mọi tôi một